ဘရူနိုကိုဆက်ပြီးတော့မထိန်သိမ်းနိုင်ရင်မိုင်ယွန်တင်ရဲ့ဘွားကကြောက်ထဲရောက်မှာပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဆွေးစပေါ့နျူးစ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါအကြောင်းတရားတစ်ခုဖြစ်စေဖို့အတွက်ချင်းချောက်တာတော့မဟုတ်ပါဘူးဒါပေမဲ့မိုင်မှာဘရူနိုသားမရှိရင်အနီရောမန်ချက်စတာသားတွေရဲ့ဘွားကတိတ်ကိုကြောက်စရာကောင်းသွားမှာပါပြောချင်တာငါးပါးမှောက်နေမှာကပဲတန်ငါးစီမှောက်သွားနိုင်တဲ့ခြေရင်းကိုရောက်သွားခဲ့မှာဖြစ်ပြီးတော့မိုင်ယွန်တင်ရဲ့လာမယ့်ရာသီအတွက်ဇိုးရင်ချခြေရင်းတစ်ခုရောက်သွားနိုင်မှာလေမိုင်ယွန်တင်ရဲ့ရာသီမှာပရီးမီးယားလိမ်မပေးစရာမှလည်းဆင်း76တာရခဲ့တယ်လို့ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့လည်းလွဲချော်ထားခဲ့ရပါတယ်။ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့လွဲချော်ထားခဲ့ရတဲ့မန်ယူအနေနဲ့လာမယ့်ရာသီပရီးမီးယားလိပြိုင်ပွဲတစ်ခုတည်းဥသာအဓိကအောင်ဆိုင်သွားတော့မှာဖြစ်ပြီးပရီးမီးယားလိချန်ပီယံဆုကိုရောက်သွားပုံမှာဖြစ်နိုင်မှုဆိုရင်တော့ဥရောပပြိုင်ပွဲဝင်ခွင့်တနင်္လာရရှိအောင်လို့စွမ်းဆောင်ပြဖို့လိုပါလိမ့်မယ်။အဲ့လိုမှမလုံနိုင်ဘူးဆိုရင်မန်ယူအနေနဲ့အနာဂတ်နေဆွဲတွေဟာဆိုရင်ရင်းမှတ်ကိုရောက်သွားနိုင်လို့ဒီနေ့ဘောလုံးရာသီထပ်တော်မှာအခြေအနေတွေပို့ပြီးတော့ဆိုးသွားနိုင်ပါလိမ့်။အဲ့လိုအခြေအနေမျိုးမရောက်ချင်ဘူးဆိုရင်တော့မန်ယူအနေနဲ့ဘရူနိုအသင်းမှာဆက်ပြီးတော့ထားထားသင့်ပါလိမ့်။ ဘလူးနိုသာမရှိရင်နီးပြရိုဘယ်အမိုရင်တယောက်တည်းနဲ့မန်ယူသင်မလို့ရတီမလဲဆိုတာမတွေးဝင်စရာပဲလို့ဆိုရမှာဖြစ်ပြီးတော့ဘာတော်လဲဆိုတော့အမိုရင်ရဲ့ကစားကွက်အမိုရင်ရဲ့နီးစနစ်ကိုနားလေသဘောပေါက်တဲ့ကစားမကဘလူးနိုတယောက်ပဲရှိသလိုမန်ယူသင်တို့ကမဆုံးမနဲ့မညီမညူပဲစူးစမ်းတဲ့သူကလည်းဘလူးနိုဖာရန်ဒက်စ်မှတပါအခြားမရှိဆိုသလိုပါပဲမန်ယူသင်တို့ကအသင်းကောင်းဆောင်ကောင်းတယောက်ဖြစ်သလိုကြာဆုံးတဲ့အချိန်မှာလည်းအသင်းတို့ကပေးစားဖို့အသင်းရှိနေခဲ့တဲ့သူပါယူရိုပါလိပွဲစဉ်ပြီးမှအသင်းဘက်ကသူ့ကိုရောင်းချသွားမယ်ဆိုရင်တော့သူ့အနေနဲ့နားလေမှုပေးသွားမှာဖြစ်တယ်ဆိုပြီးတော့ဖွင့်ရထားခဲ့တဲ့သူပါလာမယ့်အတိုင်းမှာဘလူးနိုဖာရန်ဒက်စ်ကလွဲပြီးတော့မန်ယူသင်ကို ဦးဆောင်မဲ့ကစားမောက်ပြပါဆိုရင်ဘရူနိုမတပါအခြားဘသူမှမမြင်ဘူးဆိုတော့ပြောရပါလိမ့်မယ်။ပရီးမီးယားလိမှာပြန်လဲပြီးတော့ဦးမောနိုင်ဖို့အတွက်တိုက်ပွဲဝင်သွားမယ့်အချိန်မှာဘရူနိုဟာအသင်းရဲ့ဦးဆောင်သူတယောက်လို့ဆိုရမှာဖြစ်ပြီးတော့သူမရှိတဲ့အသင်းသူမဟုတ်တဲ့အခြားတယောက်ရဲ့ဦးဆောင်မှုအောက်မှာမန်ယူသင်းအနေနဲ့ပြန်လဲပြီးတော့ဦးမောနိုင်ဖို့ဆိုတာတိတ်ပြီးတော့လွယ်ကူနိုင်မှာမဟုတ်ပါဘူး။ငါကန်းသွားရင်ငါဆွေလာပါပေါ့ဆိုတဲ့စကားကိုပြောလို့ရမယ်ဘရူနိုဖာနန်ဒက်ဆိုကစားမကတော့ဒီဘက်ခင်မှာရှားသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပြီးဘရူနိုကလွဲပြီးတော့တခြားဘသူမှမရှိလို့ဆိုရမှာပါလက်ရှိနေသားကဘရူနိုဖာနန်ဒက်ဆာအသင်းအနာကမသေးချာမရတဲ့အနေထားမှာရှိနေကြတာဖြစ်ပြီးတော့ sorry club အေးလေအသင်းရဲ့သတင်းတွေဘာညာဘာညာကြားနေကြတာပါ bruno fernandes တို့အေးလေပေါင်တန်းတရားပေးမယ်လို့သိရသလိုများပြားတဲ့လဆောင်ရေးပမာဏနဲ့ကမ်းလှမ်းမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်မန်အသင်းကအင်းဆိုပြီးတော့ခေါင်းငိတ် bruno fernandes ကိုယ်တိုင်ကလည်းအထုပ်ပြင်းပြီးတော့ထွက်သွားဖို့အသင်းဖြစ်နေကြတာပါ sorry လို့လဆောင်ငွေကြောင်းလိုက်တာမဟုတ်ပဲ sorry ကိုလိုက်ရင်မန်ယူသင်းခက်ခဲနေတယ်ဗန်နိုင်းပြဿနာတို့တဖက်လန်းကကူညီပေးရရောက်တယ်ဆိုရဲဆုံးဖြတ်ချက်တစ်ခုကြောင့်ပဲဖြစ်ပါတယ်မန်ယူကတသင်းလုံးနှီးပါးရောင်းထုတ်သွားမယ်ဆိုတဲ့သတင်းတွေကလည်းကြားနေကြတာဖြစ်ပြီးအသင်းကပေးစားခြင်းသိမ်းရှိတဲ့ကစားသမားတွေ၊တက်ကြီးကစားသမားတွေ ကစားကွက်နဲ့အမ်ဝင်တဲ့သူတွေကလွှဲရင်ဂျန်တဲ့ကစားမတွေတော့အသေးမှဆက်ပြီးတော့ထားအသေးမှာတယ်။ကက်စမန်တို့အယ်ရီဆင်တို့လိုအသက်အရွယ်တခုရောက်လာဖြစ်တဲ့တက်ကြီးကစားမတွေရဲ့စွမ်းဆောင်ရည်ဒီရာသီမှာနောက်ဆုံးလက်ကျန်လို့ဆိုရမှာဖြစ်ပြီးအသေးမှာလာစားပြီးတော့ခေါ်ထားမှာတဲ့ဆိုရင်အသေးကလည်းနှုတ်ဆက်လိုက်တာအပေါင်းလက္ခဏာဆန်တဲ့လန်ကွင်းတခုပဲဖြစ်ပါလိမ့်မယ်။ကာနာချိုနဲ့ပတ်သက်တဲ့သတင်းတွေကလည်းမကောင်းဘူးလို့ဆိုရမှာဖြစ်ပြီးတော့ MRI နဲ့ကာနာချိုကြားအဆင်မပြေမှုဟာကြီးထွားလာပြီးတော့အခုဆိုရင်အသင်းရဲ့နာကက်စီစဉ်မှာမပါဝင်တော့တဲ့အတွက်အသင်းသေးချောက်ပြောထားခဲ့ပြီလို့သိရပါတယ်။အသင်းရဲ့ဂျာမန်ဆရာအုပ်ထက်မနေထွက်ခွာသွားဖို့ရှိနေပေမဲ့မန်ယူအသင်းနေနဲ့ အဲ့လိုထွက်သွားပွဲရှိတဲ့ကစားမဆင်းနဲ့မှာတော့ဘရူနိုဖာန်ဒက်စ်ကိုထုတ်ထားပြီးတော့လိုအပ်နေကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ကြီးကြီးရဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။